တို့ဘုရားသာသနာတော်မှာအရေးအကြီးဆုံးအဆုံးအမတွေတဲကအဆုံးအမတစ်ခုလို့ဒီလိုမှတ်ထားရမယ်နော်အဲတော့ဦးဇင်းတို့ဒကာဓမ္မတွေကဘာဘာသာကိုးကွယ်ကြတာဘုရားဩဘုရားဘာသာဘုရားဘာသာဆိုရင်ဘယ်လိုနေရအဲအဲ့မှာဘုရားရဲ့လို့ပေါ်ပေါ်တန်တန်မပြောဘဲနဲ့တို့ရင်ရင်ကြီးကြီးစင်တန်းမြင့်မြင့် မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်ဆောင်ပြီးနေရပါမယ်ဘုရားလို့ဖြေကြရအောင်နော်ဘယ်လိုနေကြမလဲအဲမြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်ဆောင်ပြီးတော့နေရမယ်ဟုတ်ပလားအဲ့တော့မြတ်စွာဘုရားအဆုံးအမအတိုင်း လိုက်နာကျင့်ဆောင်တော့မယ်ဆိုရင်ဒုရဂာဓမ္မတွေရှေးဥစွာအရင်ဆုံးဘာလို့တဲ့လဲအိမ်မြန်ပြန်သွားကြသလားငြိမ့်နေတာမြတ်စွာဘုရားအဆုံးအမတိုင်းလိုက်နာကျင့်ဆောင်မယ်ဆိုအဆုံးအမမသိဘဲနဲ့ရမလားဒါဖြင့်အရင်ဆုံးဘာလို့ရအောင် အဆုံးမသိအောင်အရင်လောက်ရမယ်ပြောအားလိုက်တာနော်အတော်အရတဲ့လူတွေအဆုံးမမသိပဲလိုက်နာကျင့်သုံးခြင်းဆိုတာဖြစ်နိုင်မှာမလားဒါဖြင့်အရင်ဆုံးပါလောက်ရမလဲအမြတ်စွာဘုရားရဲ့အဆုံးမကိုသိအောင်လောက်ရမယ်အဲ့ဒါပရိယတ်တိသာသနာလို့ခေါ်တယ်ဘာလဲလဲပရိယတ်တိဆိုတာသိမှု စာသင်လိုပဲသိသိတရားနာလိုပဲသိသိမေးလို့မြန်လို့ပဲသိသိလ ీల စူးစမ်းလို့ပဲသိသိကြားနာဘူးလို့ပဲသိသိဘယ်လိုပဲသိသိသိအောင်လုပ်ရမယ်